ဒီနားလေးမှာနေပြီ320နေနော်မြင့်ချိန်ပဲဒီရှေ့ကိုလာပြီနော်9 ratio 16အဲ့မှာနေပြီရော290ခွန်တီထားလိုက်မယ်မြင့်ချိန်ပဲဒီဒီဖက်ကိုလာမယ် elam 12 ratio 25အဲ့နာမှာ key finish ဒီနားလေးမှာကြာရေး3ခွန်5အလောက်လုံးလိုက်နော်ဒီ defect ကိုလာမယ်ဒီ15ရေရှု25မှာနော်အဲ့မှာ key finisher ပြီးရေ295 295ဒီ defect ကိုလာမယ်

တွဲရရှု25အဲ့ဒီနံပါတ်ကျွန်တော်ဘလောက်ထားမလဲဆိုရင်99 99ဝင်ချင်မယ်နော်ဒီဒီဘက်ကိုလာမယ်ဒီနားလေးမှာ key finisher အဒီနားလေးမှာရှစ်ရှစ်နှစ် magic ဒီဒီဘက်ကိုလာမယ်အဒီ29အဲ့နောက်ဆုံးနေရာလေးမှာကြာရင်6ချောင်းနှစ်ထားမယ်ပဲချင်မယ်ရပြီဒီဘက်လုံးစရာမလို့ gray လေးဆွေးပြီးနော် okay ဆိုတော့ဒီဟာရှစ်မှာပိန်ထွက်လာတဲ့ပုံစံတစ်မျိုးဖြစ်ပန်တီးပေးမယ်နော် ့အပေါက်လေးကိုနေ background ကိုထောက်ပြီးဒီ background ကိုဒီ error shape ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်လိုက်ပါပြီးဒီနေရာလေးမှာ ace ဆိုတာရှိနော် ace နေရာလေးမှာ4ထားမယ် y နေရာလေးမှာ50ထားမယ်အမြင့်ချိန်လိုက်မယ်ဒီချောကတိတိလေးဖြစ်သွားမယ်ဒီကထွက်မယ်နော် bg background ကို bg ထားမယ်ဆိုရင်ကျွန်တော်ဒီပုံကူးပြောင်း8 bit mark bg ထားမယ်နော်ဒီ bit mark bg okay 8 bit mark bg ထားလိုက်ဒီဒီပုံလေးကိုတစ်ချက်ထောက်ပြီးဒီ move and transport ကိုတောင်းမယ်အစမှာလား key frame တစ်ချက်ရှာလိုက်မယ်အစမှာ ဲ keyframe mission theme မှာကျွန်တော် duplicate လုပ်လိုက်မယ်နော်နှစ်ထပ်ဖြစ်သွားလိမ့်မယ်အောက်က background လေးကိုထောက်မယ်ပြီး movie transport ကိုထောက် vd call လေးနော်ဒီဒီနေရာလေးအဲ့ဒါလေးကိုကျွန်တော် keyframe တစ်ချက်ရှာလိုက်ပြီးလို့ရှိရင်ဒီနေရာလေးမှာတစ်ချက်ထောက် minus 34 point 31 theta ထားမယ်ဒီ defect ကိုကြာရင် plus effect ကိုတောက်မယ်နော်601တက်601ထားမယ်မြှင့်ချက်လက်ပါ file ratio 02မှာတစ်ချက် keyframe ရှာလိုက်မယ်ဒီနေရာလေးမှာကြာ940လောက်လိုက်မယ် မယ်နော်940သူဒုတ်လျှောက်ကဒီပြန်ပြီးတော့သူ original point တစ်ခုကိုပြန်ရောက်လာတော့ဒီကနေတော့အဲ့ဒုတ်လျှောက်လေးကဒီမှာ track ရမှာဒီဘက်ကိုရောက်လာအဲ့ဒုတ်လျှောက်လေးတော့မမြင်ရဘူးနော်ဒီမှာမမြင်ရဘူးဖြစ်နေတော့သေးနေဆိုတော့လေ okay အဲ့ဒါကိုကျွန်တော်ဒီ color fade ကိုနေပြီးတော့မှာအဖြူရောင်ပြောင်းပေးလိုက်ပါအဲ့ဒါဆိုဒုတ်လျှောက်လေးထွက်လာတာကိုဒီမှာမြင်နေရပြီနော်အဲ့လိုပုံစံမျိုးအဖြူရောင်ထားမလားဒါမို့ရင်အနီရောင်ထားမလားမိတ်ဆွေကြိုက်တဲ့ရောင်ထားပါနော် ကျွန်တော်စဒီနေ့မှာအနီရောင်ထားချင်လိုက်ပါအဲဆိုဒုချက်လေးတက်တက်လေးပါဒီမှာအနီရောင်လေးထွက်လာတာနော်ကဲအနီရောင်လေးထားလိုက်ပါအဲ့လိုပုံစံမျိုးနဲ့ဒီနေ့မှာရက်နေမယ်ဒီဒီဘက်ကိုဒီနေ့မှာဆုံတီးဆုံသွားလိမ့်မယ်နော်ကဲအပေါ်ကဒုချက်လေးကိုတရှင်တောင်းဘီမူရန်ထရန်စဖာထားမယ်ပီဒီနေရာလေးမှာ DH ပေါ်ယူမယ်ပီဒီနေရာလေးမှာတရှင်ထားမယ်နော်ပီဒီနေရာတထောင်းနဲ့ plus ဘက်ကိုတော့မယ်ဒီဒီကကြာ1081 82ဖြစ်ဖြစ်82ဖြစ်ဖြစ်ထားလို့ရပါတယ် ဒီနားလေးမှာကြာ1356ဒါကျွန်တော်မိတ်ဆွေဒီနံပါတ်ကိုပြထားမယ်လို့ပြောချင်တာမဟုတ်ဘူးเนาะအမိတ်ဆွေကြိတ်ကြိတ်ဒီနံပါတ်ကိုထားလို့ရတယ် key friend တိရှာရှာချပေးပါဒီဒီဘက်ကိုလာမယ်เนาะဒီ bit marking ပါအဲ့ဒီနံပါတ် key friend တိရှာရှာမယ်ပြီးရင်သူ့ကိုပြန်ပြီးလုံမယ်940ဘာဖြစ်940လုံလေဆိုရင်မိတ်ဆွေဒီမှာကြည့်ပါဒီဒေါ့ရှော့လေးကဒီကနေလို့ကျွန်တော်ဘဟုဘဟုစင်တာကိုပြန်ပို့လိုက်တာเนาะဒါကြောင့်မလို့940လုံပေးလိုက်တာ โอเคငါလေးစီလုံးလိုက်ရပါပြီအဲဆိုဒီဒီဒီဘက်အချန်နဲ့ဟိုအပွားတစ်ချမ်းနှစ်ချမ်းကထွက်လာနေမယ်ပြီးလို့ရှိရင်ကျွန်တော်ဒီဆောင်းတာလေးကိုတစ်ချမ်းအသုံးပြုမယ်အဲ့ဒါလေးကိုဒီမှာတစ်ချမ်း key frame ချလိုက်မယ်ဒီဒီဘက်ကိုလာမယ် key frame ချမယ် key frame ချပြီးဒီကောင်လေးကို minus back ကိုလေပတ်လိုက်မယ်ဘယ်လောက်ထိလေပတ်လိုက်မလဲဆိုရင်ဟုတ်ဒီ29ဖြစ်လောက်ဒီကျွန်လေပတ်လိုက်မယ်ဒါမိတ်ဆွေတို့ကြိုက်တဲ့အပေါ်မှာပဲမုန်တယ်နော်ဒီ ကျွန်တော်ဆိုလို့ရှိရင်29လောက်ထားလိုက်မယ်29 310 okay 29 310เนาะ okay အဲ့နာမှာ key phrase ဗီဒီယိုစာမှာသူ original ကနေလို့29 310ထားရောက်တော့လိမ့်မယ် okay ဒီအောက်က background လေးကို t-shirt ထားမယ် sound တော်လေးကိုကျွန်တော်လုပ်ဖို့မေးချင်ခဲ့ရေနော်ထောက်မယ်ပြီးကျွန်တော်ခုန sound တော်လေးလုပ်ဖို့မေးချင်ခဲ့ပါတယ်အစမှာလာမယ်သူ key phrase ရှာလိုက်မယ်အစမှာ beautiful ကိုလာမယ်နော် ဒီဘက်လာ key function ဒီနားလေးမှာကြိုက် plus back ကိုတော့မယ် plus back ကိုခုနလိုပဲဒီနေရာလေးဒီနေရာမှာလေ28လောက်တော့ထားမယ်ဒီနေရာမှာကြိုက်ခုနကောက်တော့နည်းနည်းများတော့နော်28 28 digit ထားမယ် okay ကြာပါပြီဒီလိုပုံစံမျိုးလေးလုပ်လိုက်မယ်ဒီကနေလို့ဟိုဘက်ကိုပြန်ပြီးလာမယ်အောက်အပေါ်က background ကိုတခြား color တစ်မျိုးပြောင်းလိုက်မယ်ဥမာ white ဟိုဖြစ်ဖြစ်ဟို အဝါရောင်ဖြစ်ဖြစ်ပြောင်းလဲမယ်အဝါရောင်ထိပေးလိုက်မယ်နော်အပေါ်ကအနီးအပေါ်ကဒုတ်ဆောင်ကနီးအောက်ကဒုတ်ဆောင်ကအဝါရောင်နော်အဲ့လိုပုံစံမျိုးလေးထိပေးထားပါတယ်ဒီစဉ်နောက်ထပ် background တစ်ခုထိပေးမယ်အာဒီ one ratio 1 1ဒီလာမယ်နော်အဲ့ညာလေးမှာ power limitation ထောင်းပြီးဒီဒီခါကြာရင်အာဒီ background လေးကိုထည့်မယ်ဒီမှာနော် AD background လေးကိုကျွန်တော်ထည့်လိုက်မယ်ကဲဒီ background တွေ TV ဗေးတီထားမလဲဆိုရင်ခုနလိုပဲအော်ကျွန်တော်ပုံကူပြောပြီးဒီမှာ အဲ့နော်ဒီနော်နော်စေရီရှို158တာလိုက်ပါပြီးရင်ဒီဘတ်တော့ကိုမူဝမ်ထော့စမော့ထောင်းထောင်းပြီးရင်ဒီနေရာလေးကိုတရှင်ထောင်းပါပြီးဒီနေရာလေးမှာ84.4ဒီတိုင်း84.5နော်တက်သေးလေးဟိုမှာတက်သေးလေးမြင်နေရလားလို့ပုံစံမျိုးဖြစ်သွားမယ် PDF ဆောက်လာမယ် key frame ရှာမယ်အစမှာအစမှာ key frame ရှာပြီးသူ့ကို940ဝါတော့ဒီတိုင်းထားမယ်ဒီ wine လေးကိုကျွန်တော်ရှော့လိုက်မယ် ဝိုင်းလေးကို1920တက်1920တက်လေးကျွန်တော်ရှော့တာတော့မဟုတ်ဘူးသူ့ကိုဒီအောင်နာစွမ်းကိုရအောင်ကျွန်တော်ပို့လိုက်တာเนาะအဲကြောင့်မလို့1920တက်ဖြစ်သွားတာဒီကောင်းကလေးစင်ကောင်းရဲ့ဂျင်းနဲ့ဒီကောင်းက1920တက် okay ဒီဘက်ကလာမလား5 ratio 0 to 80လာမယ် key foundation ရှာလာမယ်အဲ့နာလေးမှာကြာရင်ဒီကောင်လေးကို -48 y 6ချောင်းတည်တင်လိုက်မယ်နော်။ Okay အဲ့ဆိုဒီကနေလို့သူကနေပြီးဒီကစပြီးတော့မှအပေါ်ကိုတက်တော့ရယ်နော်။ဒီမှာအပေါ်ဆုံးကိုရောက်သွားတယ်။အဲ့လိုပုံစံမျိုးတွေပါ။ဒီတည်းမှာကျွန်တော်တို့ effect တမျိုးတင်မယ်။ effect ဘယ်နဲ့ add effect ဘယ်နဲ့ပြီးရင်ဒီ black ဆိုတဲ့နေရာလေးကို t-shirt ထောက်လိုက်မယ်နော်။ဒီအောက်မှာ zone black ဆိုတာရှိရင်နော်။ဒီ zone black ကို t-shirt ထောက် standard ဆိုတဲ့ကိုနေလိုက်မယ်။ဒီ zone black တဲ့မှာ t-shirt ဝင်မယ်။ ပြီးတယောက်မှာဒီနေရာလေးကို0.12ထားမယ်နော်ဘွားကောင်ကတော့ကျွန်တော်ဘာမှမလုပ်ဘူးဒီအထက်နောက်ထပ် effect တစ်ခုထည့်မယ်အဲ့ဒါ effect ကိုနေမယ်ပြီးဒီ color နေရာလေးကိုတစ်ချက်ထားမယ် BD exposure gamma လေးကိုတစ်ချက်ထားမယ်နော် standard sin ကိုနေတယ်မယ် VD exposure တဲ့မှာ VD exposure မှာဒီနေရာလေးထောက်ပြီးတော့မ1.0လောက်လိုက်မယ်အမှတ်ချက်လည်းပဲ1.0နဲ့ဒီကောင်လေးကိုနည်းနည်းရှင်းလိုက်မယ်0.890လောက်လိုက်နော်အမှတ်ချက်ပဲနောက်ကတော့ကျွန်တော်ဘာမှမလုပ်ဘူးဒီက track နောက် track effect ကိုကြည့်မယ် effect ကို make ဒီဒီ color နေရာလေးကိုတစ်ချက်ထောက်ပြီးတော့ saturation and vibrance ဆိုတာရှိရင်နော်ဒီအောက်ဖက်မှာဒီမှာအဲ့ဒါလေးကိုတစ်ချက်ထောက်လိုက်မယ် standard setting လေးကို saturation vibrance ဒီမှာဒီနေရာလေးမှာ plus 80ထားလိုက်နော်အောက်ကကောင်က1.83ထားလိုက်မယ် မှန်ချင်မယ်ဒီတာထရမ်မယ် error ဖြစ်ကုန်နိုင်မယ်ဒီ color နေရာလေးကိုပဲထပ်ထောက်ပြီးတော့မှ hot color ကိုကျွန်တော်ထည့်မယ်ဒီမှာ hot color နော် standard setting ကိုနေလိုက်ဒီ hot color ထဲမှာကျွန်တော်ဒီဘက်ကိုနည်းနည်းတော့တင်လိုက်မယ်ဘယ်လိုပုံစံမျိုးလဲဒီကထရမ်မယ်ဒီ error ဖြစ်ကုန်နိုင်မယ်ဒီ black ဆိုတဲ့နေရာလေးကိုတစ်ချက်ထောက်မယ်ဒီ lens black ဆိုတာရှိရနော်ဒီမှာအဲ့ဒီ lens black ကိုတစ်ချက်ထောက် standard setting ကိုနေလိုက်မယ်ဒီ lens black ထဲမှာ distron ဆိုတဲ့အရာလေးကို0.360 match မြေအောက်ကကော150ထားမယ်နော်ဒီတိုက်ထားလိုက်မယ်ဒီကထားမယ် edit ဖြစ်ကုန်နေမယ် pd color နေရာလေးကိုတစ်ချက်ထားပြီးတော့ map reset ဆိုတဲ့အဟိုထည့်လိုက်မယ်ဒီကောင်ကိုကြာရင်ကျွန်တော်တို့အစအော်လာပြီး key friendship ပြန်မယ်ဗီဒီယိုရှိဒီဘက်ပေါ်လာမယ်ဒီအဆုံးကိုမရောက်ခင်ဒီရှစ်မှာ bit marking တစ်ခုရှိရနော် file ratio 1:6အဲ့မှာ key friendship ရှာလိုက်ဗီဒီယိုနေရာလေးမှာ2000ထားလိုက်မယ်နော်2000 match ချင်းမယ် 2000 TV မှာဒီအဆုံးကိုရောက်တဲ့အခါမှာစေရောပြန်လုပ်လိုက်မယ်အဲ့လိုပုံစံမျိုးလေးပါနော် okay not effect ကိုနိုင်မယ်ပြီးရင်ဒီနေရာလေးကိုတစ်ချက်ထောက်မယ်နော်ဟိုဒီနေရာလေးကိုအဲ့နေရာလေးတစ်ချက်ထောက်လိုက်ပါဒီ blend ဆိုတဲ့အရာကိုတစ်ချက်တော့ stainless တွေကိုနိုင်လိုက်မယ်ဒီ blend ဒီကောင်လေးတော့အဆုံးထိတင်လိုက်မှာဆက်ပြီးပြီးပြီးဆိုရင်ကျွန်တော်ဒီမှာအဲ့ဒါလေးတခုကြုံပြီးစီးတော့နော်သူ့အပေါ်မှာဒုတ်လျှောက်လေးတခုဖန်တီးပေးမယ်အပေါက်လေးကိုဒီချက်တော့ဒီပါဂရောင်းလေးကိုပဲထောင်လိုက်ပြီနော်အပြီး edit shapes ကိုနေပြီးဒီနေရာလေးမှာ ace ဆိုတဲ့နေရာလေးကို3ထား y ဆိုတဲ့နေရာလေးကို2 8လောက်ထားလိုက်မယ် ပြီးလို့ရှိရင်ဒီကထွက်မယ်เนาะဒီ background ကိုကျွန်တော်တို့ဒီပုံကူးပြောက်တီထားလိုက်မယ်โอเคဒီပြည့်ရဲ့ဒီအဆောက်ကိုလာမယ် move and transport ကိုထောက်ပြီးတော့မှဒီနေရာလေးကိုထုံ920တီထားလိုက်မယ်ဘာဖြစ်လို့လဲဆိုတော့အောင်နာဆွဲကိုဒီမှာဒီမှာတုံချောင်းလေးက အောင်နှဆွမ်းမှာရှိနော်အဲ့အောင်နှဆွမ်းကိုရောက်စီရှင်နော်ကျွန်တော်ထုတ်921ကိုထားလိုက်တာနော်ဒီမှာထွက်လာပြန် Okay ဒီတောင်ချောင်းလေးကိုပဲကျွန်တော် edit shapes ကိုနှိပ်မယ် BT အစမှာ key frame ရှာလိုက်ပဲ size ကိုနော်ပြီးလို့ရှိရင်ဒီအစမှာ define ratio ကိုတွေ့မှာအဲ့မှာ key frame ရှာလိုက်ပဲအောက်က background ကိုလေအဲ့နာမှာ key frame ရှာထားတယ်နော်သူဖြစ်တဲ့တွင်တဲ့အပေါ်မှာလေအဲ့နာမှာ key frame ရှာမယ်ဒီဒီခါကျကျွန်တော် ace ကိုမတောင်း y ကိုအသုံးပြုမယ်နော် 1924တိတင်လာရမယ်ပြီးမှသူကဒီကနေလို့ဒီကနေဒိန်းခရစ်ဆိုရင်ဟိုဒက်ပွန် အောက်ကအကောင်တိတ်တိတ်တိတ်လင်းနေတဲ့အရာကိုဒီအပေါ်အကောင်ကဒုံရှုံလေးပါလိုက်ပါတော့တဲ့ပုံစံမျိုးလေးနော်အဲဒီဒီချင်းမှာဖက်ဒမီတီမဲ့ဖက်ကနေအဒီဖက်ကနေပထမဆုံးအနေနဲ့ electronic app ကိုတင်မယ်နော်ဒီညာလေးကိုတစ်ချက်ထောက်လိုက်ပါပြီးရင်ဒီမှာ electronic app ဆိုတာရှိရအဲ့ဒါလေးကိုတစ်ချက်ထောက်လိုက် standard setting ကနေလည်းပဲဒီ electronic app ထဲမှာပထမဆုံးဒီ distance ကို0.300ထားမယ်ဒီအောက်ကအကောင် thickness ကိုလေးတိုက်ထားမယ်နော်ဒီ2.0ဒီ 0.50ဒီအောက်ကကာလာကိုကျွန်တော်ပြောင်းလိမ့်မယ်ကာလာနေရာလေးကိုတစ်ချက်ထောက်ဒီနေရာလေးထောက်အဝါရောက်ပြောင်းလိုက်မယ်နော်ဒီအောက်ကထောက်မယ်ဒီအောက်လေးကိုပြောင်းပေးလိုက်မယ် okay ဒီအောက်မှာ alpha ရှိနော်အဲ့ alpha ကိုကျွန်တော်အသုံးပြုပေးမယ် alpha ကိုဒီနားလေးမှာဒီ3 ratio 3 ratio လို့မဟုတ်ပါဘူးဒီ5 ratio 0 2နားမှာ key frame တစ်ချက်ရှာလိုက်မယ်နော်သူ့ကိုမလုပ်လိုက်မယ်ဆိုတော့0လုပ်လိုက်မယ်ပြီးလို့ရှိရင်ဒီဘက်ကိုတော်ရဲကမှာ key frame ရှာပြီးနော် 100%လောက်လဲမကျောင်းဒီကတိကထွက်မယ် effect ကိုနေမယ်ဒီ not effect ခုထည့်မယ် exposure gamma လေးကိုဒီနားမှာရှိနေတယ်နော် exposure gamma လေးကိုတစ်ချက်ထောက်လိုက်ပြီဒီတိမှာဒီနားလောက်မှာလာမြင် fire ratio zero tuner မှာအဲ့မြောက်မှာ key fracture exposure ကို zero လေးထားလိုက်မယ်နော်ဒီ defect ကိုလာမယ် key fracture ပဲဒီဒီနားမှာကြာရင် exposure ကို1.5လောက်ထိထားလိုက်မယ်နော်ရပါပြီဒီအထွတ်မယ်အဲဆိုဒီကနေလို့သူလာတဲ့ကောင်ဒီနေ့ရောက်တဲ့ကောင်မှာဒီအကောင်ကြီးကတောက်ပြောင်လာလိမ့်မယ်နော်အဲ့လိုပုံစံမျိုးလေးဖြစ်သွားပါမယ် okay color and fee ကိုနှိပ်ပြီးတော့မှတစ်ချက်ထောက်မယ် color and fee ကိုနှိပ်ပြီးနော်ပြီးအနီးရောအစားကျွန်တော်ဒီအပြာရောဒီဒီအရောင်လေးကိုပြီးပေးလိုက်မယ်နော်အဲ့အရောင်လေးကိုပေးလိုက်ပါ okay ရပါပြီ okay ဒီမှာ ဒီ okay ပထမတစ်ခုကအပေါင်းလေးကိုတစ်ချက်ထား background ကိုထားအပေါင်းဆက်သုံးစနဲ့ stretch decomposition ရယ် screen ဖြစ်ဖြစ်လိုက်မယ်နော်ပြီးရင်ဒီ effect ကိုနေမယ် add effect ကိုနေမယ်ပထမအဆုံးနေနဲ့ copy background ထည့်မယ်အားသားနေရာလေးထောက် copy background ကိုထောက် standard setting ကိုနေလိုက်မယ်နော်ပြီးဒီကထည့်မယ် add effect ကိုနေမယ်ဒုတိယနေနဲ့ဒီ black ဆိုတဲ့နေရာလေးထောက်ပြီးတော့မှ sharpen ဆိုတဲ့အရာကိုထည့်လိုက်မယ်နော် okay ဒီ sharpen standard setting နဲ့ဒီ sharpen ထည့်မှာဒီနေရာလေးကို0.4ထားလိုက်မယ်နော် match မယ်40ပေါ့ဗီဒီယိုကောက်ကောင်ကို1.5 match မယ် sorry 1.5 image လေးပါဒီကထက် error effect ကိုနည်းမယ် beginner လေးဒီအောက်ကကိုဒီနေရာလေးကိုတစ်ချက်ထား beginner ဆိုတဲ့ဟာ test standard တွေကိုလည်းလိုက်မယ်ဒီ beginner ထက်မှာဒီကောင်လေးကို80ရှေ့လောက်လိုက်မယ် image နဲ့အောက်က roundness ကို150တမ်းမို့ရင်180တိအလောက်ထားလိုက်မယ်နော် sorry 0.180နော်ဘိုလိုမျိုး180 ဟုတ်လို့ဖြစ်တာဖီတာမဟုတ်ပါဘူးအဲကျွန်တော်တခုစီတခုတော့နှိမ့်နေပြဖီတာကိုကြာကျွန်တော်0.717ထားလိုက်မယ်နော်အပေါ်က drowntness ကိုမှကျွန်တော်180ထားလိုက်မယ် okay အောက်က strong ကိုလည်းမဟုတ်ဘူးကျွန်တော်အဆုံးထိတင်တယ်ပါဒီတင်းအမေးရောက်ထားမယ်အောက်က pen chalk ကိုလည်းကျွန်တော်မလုပ်ဘူးနော်ရပါပြီဒီ background ကိုထည့်မယ်နောက်တစ်ဘက် background ကိုထည့်မယ်ပေါ့လို့နဲ့ background ကိုထောက်မယ် ဘောဆက်သုံးစလဲ stochastic composition screen ပြဖြစ်လာပြီနော် pd blending opacity ကိုထောက်မယ် pd lighting ကိုထောက်မယ် pd linear dopey ဆိုတဲ့အရာကိုအပ်ပေးလိုက်မယ် okay ပြီးလို့ရှိရင်ကျွန်တော်ဒီဒုံလျှောက်လေးကိုဒီနောက်အစမှာ key foundation ရှာလိုက်မယ်ဒုံလျှောက်လေးကိုနော်အစမှာပြီးသူ့ကို zero လောက်လိုက်မယ် pd default sorry key အဲ့လိုမျိုး key foundation မယ်ဆိုကျွန်တော်ဒီ background ကိုတော့အဆုံးတီထားလိုက်ရမယ်နော်လောလောဆယ်ကျွန်တော် background ကိုအဆုံးတီထားလိုက်ပါ ပြီးတဲ့အခါမှာကျွန်တော် Bloody Obsidian မှာ Gift Edition ရှာလိုက်မဆာမှာပြီးရင်ဒီဘက်ကိုလာမယ်ဒီနားမှာ Ratio 1215ရေနော်အဲ့ဒီနားလေးမှာကျွန်တော် Gift Edition ချပြီး100%လောက်လဲမယ်ဘာလို့ဆိုဒီကနေလို့တဖြစ်ဖြစ်လင်းလာတာကိုလိုချင်တော့အလိုမျိုးလေးဖန်တီးပေးလိုက်တာနော် Okay ဒီတင်းမှာကျွန်တော် Effect တင်မယ် Add Effect နဲ့ပြပမအောင် Copy Background ဒီတင်းမှာရှိနေသေးရေနော် Copy Background ပြီး Add Effect နဲ့ Sharpen ခုနလိုပဲကျွန်တော် Sharpen ကိုဒီခုနလိုပဲကျွန်တော်0.40လောက်လိုက်မယ် Sorry ဖိုးစီလို့အမေ့ချစ်ဒီအောက်ကောက်ကောင်တော့ကျွန်တော်ဝင်ပွဲစီပေးထားမယ်နော် RF ကိုနိုင်မယ်ကာလာနီယာလေးကိုတစ်ချက်ထားပါ brightness contrast ဆိုတာရှိရအဲ့ဒါလေးကိုတစ်ချက်ထား standard ဆိုတယ်ကနေရမယ်နော် deep brightness contrast တဲ့မှာ minus effect ကိုတော့မယ် minus 50ထားမယ်အောက်ကောက်ကောင်ကို zero လေးထားလိုက်မယ်ဒီက track နောက်တစ် effect ကိုချိန်မယ် RF ကိုနိုင်ဒီကာလာနီယာလေးကိုပဲချက်ထားပါအပြင် degree ရ overlay ဆိုတာရှိရနော်အဲ့ဒါလေးတစ်ချက်ထား standard ဆိုတယ်ကနေရမယ် ဗီတီဂရီဒီယံအိုဗာလေးကိုထည့်ဝင်မယ်ဗီတီကာလာနီယာလေးထောင်မယ်ဒီဘက်ကအရာကိုထောင်မယ်ဒီအောက်ကကောင်လေးကိုတရှင်းတော့ဒီရောင်လေးကိုထားမယ်နော်ဗီတီအောက်မှာအန်ဂီဆိုတာရှိကေဗီလေ့ချ်ဒီအောက်မှာအော့ဖ်ဆက်ရှိမယ်ဒီစကေးရှိမယ်အာဒီအယ်လ်ဖာရှိမယ်နော်ဒီအယ်လ်ဖာကိုကျွန်တော်80လောက်ဒီရောက်လာမယ် ပြီးဒီအောင်မှာဒီနေရာလေးကိုထောက်ပြီး multiply ကိုရွေးရှင်လိုက်မယ်နော် okay နောက်ထပ် effect တစ်ခုထည့်မယ် error effect ကိုနေမယ်ပြီးဒီ color နေရာလေးကို check please color ဆိုတာရှိဒီအောင်မှာနော်အဲ့ဒီနေရာလေးကိုတစ်ချက်တောင်း standard setting ကိုနေလိုက်မယ်ဒီ reflex color တိကိုတစ်ချက်ဝင်မယ်ပြီးဒီနေရာလေးမှာဒီအောက်ကောက်ကောက်လေးကိုဒီဘက်က color လေးကိုပျောက်ပေးလိုက်ပါမပွားကောအနိထားမယ်နော်ဒီ elephant territory ဆိုတဲ့နေရာလေးကို83လောက်ထားလိုက်မယ် ်ယောက်ကဖီဒန်25 alpha 100ပါစရပါပြီဒီအတွက်ပဲ adf ကနေမြေဒီ exposure gamma ဆိုတာရှိရနော်အဲ့ဒါလေးကိုတစ်ချက်ထားလိုက်ပါဒီ exposure ထဲမှာ ordinary လေးထောက်မယ်1.05မှတ်ချင်မယ်ဒီဒီအောက်က gamma ဆိုတဲ့နေရာလေးကို0.400နော်မှတ်ချင်မယ်ဘလို့တစ် effect ကြီးစရာမလိုဘူးနော်ဒီဒီ background ကိုပြပြီးဒီ background ကိုကျွန်တော်အဆုံးတီအဆုံးတီထားလိုက်မယ် okay background နှစ်ခုရပါတယ် ဒီ background တစ်ခုရပြီဆိုနောက်ဆုံးအနေနဲ့ကျွန်တော်ထည့်မယ်ဒီနားမှာပုံကူပြောက် background ခံဖို့ကျွန်တော်ရှင်းထားခဲ့ရေနော်ဟိုအစကလေးက Okay ဒီနားမှာပုံကူပြောက် background ကိုကျွန်တော်ပြုလုပ်မယ်ဘဟုမဲ့ကနေလို့ဒီဘက်ကိုလာမယ်ဒီ beat marking ကနေလို့ apply application တော့ background တော့ပေါ်အောင်စတဲ့ stretch to composition ရဲ့ screen ဖြစ်ဖြစ်လိုက်မယ် video background ကိုဒီထိထိထားလိုက်မယ်နော်ဒီ background ထိမှာ effect နဲ့ add effect နဲ့ပထမအောင်ဆုံးအနေနဲ့ copy background ကိုထည့်ရမယ် ပီတီကထက်နောက်ထပ် effect ကိုတည်း edit effect ကိုလည်း engineer လေးကိုတစ်ချက်ထောက်ပါဘီအောက်မှာရှိ wave file ကိုတစ်ချက်ထောက် scanner စတင်ကိုလည်းလည်းမနော် sorry အဆောက်လာမနော် first ကို key function လေးပါ engineer လေးတော့ key function 1.0ထားမယ်နော် engineer လေးမှာ1.0 match video ဘက်ကတော့2.0မကြည့် grade ကိုထောင်းမယ် bd grade ကို delete တင်လိုက်မယ် delete grade နေနော် d grade မျိုးဆွဲလိုက်မယ် bd ဘက်ကိုလာမယ်ဒီအောက်က grade ကိုထောက်အဆုံးဒီဆွဲလိုက်မယ်ဒီလိုပုံစံမျိုးလေးနော် ဒီဒရက်ကိုဆွဲလိုက်မှာအိုကေဒီကထွက်နောက်ထပ်ဒီ NG ဆိုတဲ့နေရာလေးကိုတစ်ချက်ထား NG မှာ40 45ထားလိုက်မယ် NG ပါ NG ကို45နော် spacing ကို30ထားမယ်ဒီအောက်က magnitude ကိုတစ်ချက်ထားမယ်အဆအောင်လာမယ်နော်အဆမှာ key frame ချပြီးဒီကို0ရောထားလိုက်မယ်အဆုံးတော့ key frame ချ0ရောနော်ဒီအဆမှာကြာရင်သူ့ကိုအများကြီးတင်ပြပြ30.0ထိထားလိုက်မယ်โอเคနော်အဲ့လိုပုံစံမျိုးအပြီးဒီကြားမှာကျွန်တော် grid ကိုထားမယ် grade ကောက်ကွက် grade ကိုတောင်းဒီလိုမျိုးအဆုံးလေးဆွေးလိုက်နော်ဒီဘက်မှာအပေါ် grade ကိုတောင်းဒီလိုမျိုးအဆုံးလေးဆွေးလိုက်ဗီဒီယိုလေးနည်းနည်းရှင်းလိုက်မယ်ဒီနေထားနေနော် critical track ရပါပြီဒီနေရာဒီ effect ကိုပဲကျွန်တော်ဒီနေရာလေးထောင်း duplicate လုပ်လိုက်မယ်နော် okay အောက်က wave form ကိုတစ်ချက်ထောင်းမယ် btm ဒီဆိုတဲ့နေရာလေးကိုပိုးစေထားလိုက်မယ်မြင့်ချင်မယ် ဒီ August phases ကိုတစေထားမယ်နော် magnitude ကိုလည်းကျွန်တော်ပြောင်းလို့မရှိဘူးအဲ့ဒါတခုပဲကျွန်တော်ပြောင်းလိုက်ရပါပြီအဲ့ဒါဆိုကျွန်တော်ဒီ background တခုကပြီးတော့ပြီနောက်ထပ် background တခုကြည့်မယ်ပေါ့လို့နေ background ကိုထောက်ဘောဆက်သူစနေ stretch composition ရယ် screen ပြပြတယ်နော်ဒီ background ကိုဒီ video marketing တရမယ် effect ကိုနဲ့ add effect ကိုနဲ့ပထမဆုံးအနေနဲ့ကျွန်တော် copy background ကိုပဲထားမှာထည့်မယ်နော်ဒီ add effect ကိုနဲ့ဒီနေရာလေးကိုတစ်ချက်ထားပါ tiny ဆိုတဲ့ effect ကိုတစ်ချက်ထား standard setting ကိုနဲ့လည်းပဲ vid tiny မှာ matter ကိုတစ်ချက်ဖွင့်လိုက်မဖွင့်ရလည်းရတယ်နော်ဒီ cross ကိုဆက်မှာ key frame ချလိုက်မယ်ဒီဒီအဆုံးတော့အဆုံးမှာ key frame 2.0ထားမယ်အမှတ်ချိန်မယ် vid ကထွက်မယ် blending opacity မှာဒီအဆုံးမှာ0လောက်လိုက်မယ်ဒီအဆောက်လား key frame 100%ထားလိုက်မယ် ရပါပြီ။ကဲအဲ့ဒါကတော့ပြီးဆုံးသွားပြီနော်။တိုးတော့မစ်ဆီတို့ဒီအောက်မှာကျွန်တော်လိုရဲ့ရှက်တစ်ခုဂျန်ကလေးလည်းပြောရမှာပေါ့။အာမစ်ဆီတို့ပြပြင်မယ်ဆိုရင်လည်းပြပြင်လို့ရရနော်။ဒီအောက်မှာဒီဒုံရှောင်းလေးနှစ်ရှောင်းမှာကျွန်တော်အဖက်တစ်ခုထည့်ပေးခဲ့ရမယ်။ရပါဖယ်လစ်အကြောင်းဒီ exposure gamma လေးကိုထည့်ပေးခဲ့ရမယ်နော်ဒီဒီ exposure gamma လေးကိုထည့်ပေးတဲ့အခါမှာဗာဒီနားလေးမှာ key frame ရှာမယ်သူ့ကို zero လေးထားမယ်နော်ဒီနားလေးကိုလာပြီးတော့မှသူ့ကို 1.5ဖြစ်ဖြစ်ဒါမှမဟုတ်ရင်ဒီ2.0ဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်နော်အဲ့လိုပုံစံမျိုးလေး target ပြီးဒီ effect ကိုပဲကျွန်တော် copy ကူးလိုက်မယ် copy effect နော်ပြီးအောက်ကဒုံလျှောက်လေးအောက်ကဒီဒုံလျှောက်တိတ်တိတ်လေးဒီအောက်ကဒုံလျှောက်အဲ့ဒုံလျှောက်လေးနေရာမှာနေမယ် sorry အပေါ်ဒုံလျှောက်နေမှာ piece ရှာလိုက်မယ်နော် okay အဲ့ဒါတခုအပြီးဒီအကောင်လေးမှာပေါ့နော်ဒီမှာကျွန်တော်ဒီပုံကားတာအရင်ကြည့်ဒီအပေါ်မှာဒုတ်လျှောက်လေးဒီအပေါ်တက်တော့လေးဒုတ်လျှောက်လေးလေအဲ့ဒီဒေရှောင်းလေးမှာ edit shapes ကိုနေပြီးတော့မှ d8 ဆိုတဲ့နေရာလေးကို4လောက်ဖြစ်ဖြစ်ဒါမှမဟုတ် image လို့ file လောက်ဖြစ်ဖြစ်အသုံးပြုလို့ရရယ်နော်ကျွန်တော်ကဒီနံပါတ်4.2လောက်အသုံးပြုလိုက်မယ် okay sorry 4.2 4.2အသုံးပြုရမယ်နော်ဒီနားလောက်ဒီ key frame တိုင်းမှာအဲ့လိုပုံစံမျိုးလေးလောက်ရမယ်ဘာလို့ဆို key frame shutter ကြည့်ပြီးမို့လို့အဆက်အတော့မယ်အဆက်မှာအဆက်မှာလေ4.2မေးစီလို့ဆိုလောက်ကလေးကတခါလေးလောက်သွားလိုက်ပါ4.2တော့မရှိဘူး4.0ပဲရှိပါတယ်4.0လေးရရင်တော့အဲ့4.0လေးလောက်ထားလိုက်မယ် PD ချေပုံကျွန်တော်စစ်စေးစီရတခုရှိဒီ exposure ကံပါလေနော်အဲ့နာမှာဒီနာမှာ key frame ရှာခဲ့တာ1.0အဲ့လိုပုံစံမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ဒီအဆုံးကိုတော့ပြီးတော့မှ2.0လောက်လောက်လိုက်မယ် ဗီဒီအစက်က key frame ကိုကျွန်တော်ဖြုတ်ထုတ်လိုက်မယ်နော်အဲ့လိုပုံစံမျိုးလေးဆိုပို့ပြီးတောက်ပြောက်သွားလိမ့်မယ်ဒီနားလေးလာပြီး gamma လေးကိုအသုံးပြုပေးမယ် gamma လေးကိုအဲ့နာမှာ key frame ရှာ vd effect ကိုတော့ key frame ရှာ default လေးမှာကြာရင်1.20လောက်ထားလိုက်မယ်ဘာလို့ဆိုရင်သူကဒီကနေလို့ဒီကနေလို့ထိန်းကနေတောက်လာတဲ့အခါမှာဒီနားမှာနေပြီးဘေးကိုပြန်ထွက်လာပြီးအောင်ရှင်ပြင်းပြင်းနဲ့ကိုထတော်ရီပုံစံမျိုးလေးလူချင်းတော့နော်အဲ့လိုပုံစံမျိုးလေးတစ်ခုလောက်ထားခဲ့ပါဒါဆိုရပါပဲဒါဆိုဒီရက်တက်ကအော်ကောင်းပြီလို့ပြောရမှာပေါ့နော်ရပါပဲ ဆိုတော့ export of wood နဲ့ကျွန်တော်အပေါ်မှာဒီ cloud လေးကိုတစ်ချက်ထောက် VD export ဆိုပြီး cloud လေးကိုထောက်လိုက်ပါဒီ zero ကနေလို့100%ပြည်တာနဲ့ mix လို့ phone တွေကိုဒီ decision တွေကရောက်လာမှာဖြစ်ပါတယ်เนาะအားလုံးပဲအဆင်ပြေကြပါစေ bye bye